နိုင်ငံရေးကိုအကြောင်းပြပြီးတော့လှုပ်ရှားနေတဲ့လူတွေတိတ်ပေါ်များနေလို့ဘယ်သူပဲဝါလို့ကျွန်တော်မပြောဘူးသို့တော့ပမာပြီမာလောက်နိုင်ငံရေးနဲ့လှုပ်ရှားနေတဲ့လူတွေများတယ်လှုပ်ရှားပါကျွန်တော်တို့လည်းဒီဟာဝါသနာလည်းမပါပါဘူးဝင်လူကိုလည်းမနာလည်းလူလည်းမဖြစ်ပါဘူးလှုပ်ရှားကြပါသို့တော့လေတချို့ကိစ္စတွေကြတော့ရင်နာတယ်ဗျာဘမကြီးမှာတက်ကတူចောင်းနေဖွင့်မရတာဘလောက်ကြအခုចောင်းသားလောကထဲမှာပါစဒီ နိုင်ငံရေးသမားဆိုတဲ့ပုံကိုယ်တွေဟာကလေးတွေစာမမမတင်နေအောင်ဟေးမင်းတို့တင်လို့လဲဘာအကြောင်းမတူထွက်မင်းတို့ဘာပညာရေးစနစ်ကဘာဖြစ်တယ်ညာဖြစ်တယ်သွားအကြောင်းမမထွက်လာဟာဘာမှလမ်းကြောင်းပြမင်းတို့အဲ့ဒီမှာစန္ဒပြအာမင်းတို့ကျောင်းကနေမှမနေနဲ့တမကတွေဖွဲ့တမကဖွဲ့တာဆန္ဒပြတာကိုကျွန်တော်စန့်ကျင်တာမဟုတ်ဘူးဒါလူချင်းလို့ပဲဒါတွေလှုပ်ချင်းလို့ပဲအဲ့ဒီဒီမိုကရေစီဆိုတဲ့ခေတ်ကြီးကိုကျွန်တော်တို့တောင်းတခဲ့ရတာ ဒါကိုကန့်ကွက်တာမို့ဒါပေမဲ့စာတင်နေတဲ့ကလေးတွေအလုတ်ခွင်ထဲမှာမိဘကိုလှုပ်ကျွေးနေတဲ့ကလေးတွေစွဲထုတ်တာတော့ရင်းနာတယ်ဗျာဒီကလေးတွေဘယ်ချိန်ပညာသွားတင်လဲအခုစွဲထုတ်ပြီးတော့ခိုင်းရင်ဒီကလေးတွေကိုပြောတော့စကလုံးကသိလာတာပဲအနာကရဲ့ခေါင်းဆောင်နဲ့အဲ့ဒီအနာကရဲ့ခေါင်းဆောင်တွေကိုစာတင်ကန်းထဲကစွဲထုတ်အပြင်မှာလမ်းပေါ်မှာ အိုးဒီအော်အော်ပြီးတော့ဘဝဖြက်စီးပြစ်ပြီးတော့အနာဂတ်ရဲ့ခေါင်းဆောင် तू ကဘလို့ခတ်မှာတိုင်းပြည်ခေါင်းဆောင်မပြောနဲ့အရက်ထဲမှာရွာမှာရက်ွက်ထဲမှာအုတ်ချုပ်ရည်မှုရွေးတာတော့မှဘွေရမှာဆိုရယ်စာကြီးခံထားတယ်ဒီကလေးတိုင်းပြည်ခေါင်းဆောင်ဖြစ်ပေဖို့နေနေသားစိန်ခေါင်းဆောင်မဖြစ်နိုင်တော့ဘူးစာမတင်ရဲအဲ့တော့ကလေးတွေကိုစာတင်ခန်းထဲကဆွဲထုတ်တာမျိုးနိုင်ငံရေးလုပ်တယ်လို့ပြောရင်ကျွန်တော်သိရှင်းတာ ဟိုကျော်အောင်ဆန်းအသက်32နှစ်မှာတိုင်းပြည်ခေါင်းဆောင်ဖြစ်သွားတယ်ဘွေးရတယ်ဗျတက္ကသိုလ်မှာပညာကိုတောက်အောင်တင်သွားတယ်ဘယ်လိုဘိုးကျော်အောင်ဆန်းလို့တကယ့်အာဇာနည်ခေါင်းဆောင်မျိုးဟာဟာဒီကလေးတွေကိုစာသင်ခန်းထဲကဆွဲထုတ်ပြီးတော့စာမတက်ပေမတက်ဘဝရောက်ဘယ်တော့မှမလုပ်အဲ့ဒီလိုတော့လူကြီးတွေကလည်းလိုက်ပြီးတော့အတိလေးနဲ့ထိမ့်ပေးတင်တယ် အဲ့ဒါကိုနိုင်ငံရေးလို့ကျွန်တော်မထင်ဘူးနိုင်ငံဖျက်နေတယ်လို့စိတ်ထဲမှာထင်တယ်တကယ်နိုင်ငံရေးရဒါပဲဗျာသူတို့ဒီခုနကျွန်တော်ပြောသလိုပဲစေရင်ကောင်းလဲဖြစ်ချင်မှဖြစ်မယ်မြို့နယ်အုပ်ချုပ်ရေးမှူးလဲဖြစ်ချင်မှဖြစ်မယ်လွှတ်တော်ကိုယ်စားလှယ်လဲဖြစ်ချင်မှဖြစ်မယ်တမရလဲဖြစ်ချင်မှဖြစ်မယ်ဖြစ်ဖြစ်မဖြစ်ဖြစ်တိုင်းပြည်ထဲမှာလူငယ်တွေလူတွေဒုက္ခရောက်နေသူတို့မနေနိုင်ဘူး ဟိုးရန်ကုန်ကတကုံအရှိမျိုးနယ်မှာရေငတ်နေတာကိုကြိုက်မရောကနေပြီးတော့ရေသွားတိုက်ပြီးတဲ့စိတ်ဗျအဲ့ဒီလူတွေမှာအာဇာနီမခေါ်ရင်ကျွန်တော်တို့ကဘသူအာဇာနီသွားခေါ်မယ်ဒါကြောင့်ဒီစာကြည့်လိုက်တဲ့မှာထဲကျင်တဲ့လူထဲပါကျွန်တော်တို့လူငယ်တွေကိုလည်းအကုန်လုံးနောင်လာနောက်သားတွေကိုလည်းခေါ်ပြပေးပါခလေးတော်မှကြည့်ဟဲ့ဒီပုံကိုယ်တွေဟာရရမညတိုင်းရ ိုက်မရောမျိုးရဲ့ဂုံကိုစွန့်ဆောင်ပြီးနိုင်ခဲ့တဲ့အာဇာနည်အစ်စ်တွေဖြစ်တယ်။ဗမာပြည်ရဲ့အင်မတန်ဖိုးတန်တဲ့နိုင်ငံရေးသမားတွေဖြစ်တယ်ဆိုတာကိုစာကြည့်လိုက်ဒါသမျှလူအလုံးကိုလက်ညှိုးထိုးပေးပါလို့ပြောရင်းနဲ့ໃຈမျိုးမျိုးနဲ့啊စာပေဝါဒနာရှင်များအခုလို့စာကြည့်တဲ့ပညာလေးနဲ့ဆိုရယ်စာကြည့်တဲ့လေးဖွင့်နိုင်တာကိုကျေးဇူးတင်လိုက်တာ ဝန်းတာလိုက်တာဂုံ